အားလုံးပဲမင်္ဂလာပါရှင်။ CJ Platform ကနေနေ့စဉ်တင်ဆက်ပေးနေတဲ့မိုးလဝတ္ထစီစဉ်ကနေကြိုဆိုလိုက်ပါရရှင်။ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်နောက်ဆိုရမိုးလဝတ္ထချင်းတွေကိုတင်ဆက်ပေးပါရမယ်။မြန်မာနိုင်ငံဟာအရှိနဲ့အနောက်မိုးလဝတ္ထချင်းတွေနှစ်ခုရဲ့တက်ရောက်မှုအောက်မှာဆက်လက်ရှိနေဦးမှာဖြစ်ပါရရှင်။ပထမဆုံးအနေနဲ့အနောက်ဘက်ဘင်္ဂလားပင်လယ်အော်ကိုကြည့်လိုက်ရင်လီဗီယာနယ်ရေဝန်ဟာအပေါကောင်းလာပြီးရခိုင်ဘင်္ဂလားဒေ့ကန်ယူရန်အနီးကနေပဲ ဒီကနေ့မှာဘင်္ဂလားဒေ့ကုန်တွေပိုင်းကိုဝင်ရောက်ပွေးရှိနေပါတယ်။သူ့အရှိန်ကြောင့်ကချင်ပြည်နဲ့ချင်းပြည်တွေမှာမိုးတိုက်တာတွေဖြစ်ထွန်းမှုအကောင်းနေပြီးမိုးကြိုးပစ်တာ၊လေပြင်းတိုက်တာနဲ့မိုးသီးကျတာတွေဖြစ်နိုင်လို့အထူးသတိပြုကြဖို့လိုပါမယ်ရှင်။တစ်ချိန်တည်းမှာပဲအရှိတ်တပ်ပြုတ်ပင်လယ်မှာတော့တိုက်ဖုံးမုန်တိုင်းကယ်မီဂီဟာဒီကနေ့မှာတောက်တရုတ်ပင်လယ်ထဲကိုဝင်ရောက်လာပြီးအားလုံးကောင်းတဲ့တိုက်ဖုံးမုန်တိုင်းအဖြစ်နဲ့နိုဝင်ဘာလ6ရက်နေ့မှာ BNN နိုင်ငံကိုဝင်ရောက်ပွေးရှိနေပါတယ်။ ဒီမောင်နိုင်ရဲ့ကျင်ကြံတိုင်တိုင်းတွေဟာထိုင်းနိုင်ငံကတဆင့်မြန်မာနိုင်ငံတောက်ပိုင်းဒေသတွေစီကိုနွေမာလာရှိရဲ့နေစနေနေ့လောက်မှာဝင်ရောက်လာပြီးမိုးရစ်ပြင်းရွာစီအောင်မှဖြစ်ပါရဲ့ရှင်။မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့တုံ့သက်ချက်ရမြန်မာနိုင်ငံတောက်ပိုင်းနဲ့ရှေ့ပိုင်းဒေသတွေမှာနွေမာလာခုနှစ်ရက်နေတောက်ကြနေတဲ့ရက်ထဲသာမိုးလေကင်းစင်လာပြီးသတင်းပတ်ကုံရက်တွေမှာတော့မိုးပြင်းရွာနိုင်တဲ့ခြေအနေရှိနေပါရဲ့ရှင်။ကဲဒါဆိုရင်ဒီကနေ့တော့အသေးစိတ်ခမှန်ချက်တွေကိုကြည့်လိုက်ကြရအောင်ပါရှင်။ ကချင်ချင်းစကိုင်းတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ပြီးမိုးသည်ထန်နိုင်ပါတယ်။အထူးသတိပြုရမယ့်မိုးများနိုင်တဲ့မြို့နယ်တွေကတော့ချင်းပြည်ထဲကရေစွာ၊ဟာခါ၊ဖလန်၊မတူပီ၊ပလက်ဝါ၊ကချင်ပြည်နယ်တွေကမြစ်ကြီးနာ၊တနိုင်း၊ရှင်ပွေရန်၊စော်လော၊ချီဖွေ၊ဗမောင်နဲ့မန္တလေးတိုင်းတွေကမိုးကုန်းမြို့နယ်တွေပဲဖြစ်ပါရဲ့ရှင်။ပင်လယ်ပြင်အတွက်အမြင့်ဆုံးအဆင့်အန္တရာယ်သတိပေးချက်တွေလည်းရှိပါတယ်။မြမကန်ယူရန်တခြားနယ်ကန်လွတ်ပင်လယ်ပြင်မှာလေပြင်းတိုက်ခတ်မှုနဲ့အတူလှိုင်းအမြေရှစ်ပေကနေဆက်ပြီးတည်ရှိနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေဟာအလွန်ပဲကြမ်းတမ်းနေတာကြောင့်ကဏ္ဍကံဝေးရေလောက်သားတွေနဲ့ပင်လယ်ခီးသွားပြည်သူအားလုံးပင်လယ်ပြင်တွင်သွားလာတာတွေလုံးဝမပြုလုပ်ကြဖို့အထူးလေးပေးတိုက်တွန်းလိုက်ရပါတယ်ရှင်။နောက်ဆုံးအနေနဲ့တောက်သူဦးကြီးရဲ့အတွက်သတင်းကောင်းတစ်ခုလည်းပါချင်ပါတယ်။အဲ့ဒါကတော့အာပြောတဲ့လာနီညာဖြစ်စဉ်ကြောင့်နွေပါလာလေနောက်ပိုင်းမှာတော့အခုလိုအခါလိုမျိုးရသုံးမှုတွေတိတိတသာရွကြသွားတော့မှဖြစ်လို့သောက်သိနဲ့နေစိုက်ပြို့ဖို့အတွက်ပြင်ဆင်နိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါရင်ဒီနေ့တော့မိုးလေဝသသတင်းကိုဆုံးသက်လိုက်ပါရစေရှင်။ မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေရကြောင့်ကျွန်တော်တို့ CG platform ရဲ့နောက်ဆိုရမိုးလေဝသခန့်မှန်ချက်တွေကိုလည်းဆက်လက်ဆောင်ကြည့်ပေးကြဖို့မြစ်တာရဲ့ခန့်လိုပါရဲ့ရှင်။ CG platform ရဲ့မိုးလေဝသခန့်မှန်ချက်တွေကိုနားဆင်ကြည့်ရှုပေးခဲ့ကြသူအားလုံးတဘာဝပြီးစစ်ပေတွေကလည်းအများဆုံးကင်းဝေးပါစေလို့ကျွန်မစင်ဒီကဆုတောင်းပေးပါရဲ့ရှင်။မိမိတို့ data တွေမှာဖြစ်ပေါ်နေတဲ့မိုးလေဝသနဲ့ရတဲ့အတူဖြစ်စဉ်တွေကိုလည်း comment မှာရေးသားမျှဝေပေးခဲ့ကြပါအောင်ရှင်။